ဒီနေ့မှာတော့အာယုံကြောညက်ခြင်းနဲ့ပတ်သက်ပြီးတက်တာစီမဲ့နီလန်းတွေကိုပြောပြပေးသွားပါမယ်။အာယုံကြောညက်တယ်ဆိုတာထိခိုက်ထားတဲ့အာယုံကြောတဝိတ်မှာထုံကျင်တာပူသလိုဆူးသလိုခံစားရတာတွေဖြစ်ပေါ်စေပါတယ်။အာယုံကြောညက်ပြီးဆိုအခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့တံတောင်စစ်ကြောလက်ကောက်ကြောနာကျင်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။အာယုံကြောညက်တာကခန္ဓာကိုယ်ဘယ်နေရာမဆိုဖြစ်ပေါ်နိုင်ပေမဲ့လေပင်ခါတံတောင်စစ်လက်ကောက်ဝတ်တွေကတော့အဖြစ်များပါတယ်။ အခုလိုအာယုံကြောညက်တာခံစားရပြီဆိုရင်တော့တက်တာစီမဲ့နီလန်းလေးတွေကိုပြောပြပေးသွားပါမယ်။နံပါတ်1အိဆက်အနာယူပါအာယုံကြောတွေပြန်ပြီးကျန်းမာလာစေဖို့တက်တောင်တက်တာရှိစေမဲ့အနေထားနဲ့အိဆက်ချင်းကမဖြစ်မနေလိုအပ်ပါတယ်။နံပါတ်2ခန္ဓာကိုအနေထားမှန်ကန်စွာနေထိုင်ပါအနေထားမမှန်ရင်ကြောရိုးနဲ့ကြွက်သားတွေကိုထိခိုက်စေပြီးအာယုံကြောညက်တာတွေကိုပုံမှုဖြစ်ပေါ်လာစေနိုင်ပါတယ်။နံပါတ်3ကိုလက်လေးကျင့်ခန်းမှန်မှန်လုပ်ပေးပါ လေးချိန်ခန်းလှုပ်ခြင်းအားဖြင့်အကျောတွေပြေတော့ပျော့ပြောင်းလာစေပြီးပြန်လည်တက်တာလာဖို့လွယ်ကူလာပါလိမ့်မယ်။နံပါတ်၄ရေခဲသို့မဟုတ်ရေနွေးအိတ်ကပ်ပေးပါတစ်နေ့၃ချိန်တစ်ချိန်လျှင်15မိနစ်ခန့်ကပ်ပေးခြင်းအားဖြင့်နာကျင်မှုလည်းတက်တာစေကာရောင်ရမ်းမှုကိုလည်းလျော့နည်းလာစေပါမယ်။ပရိသတ်ကြီးလည်းအာယုံကြောညက်ခြင်းမှကင်းဝေးပြီးစမ်းမာပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။ကျမ်းမာရေးတူတာတွေရစေဖို့ like and subscribe လုပ်သွားကြပါဦးနော်